အားလုံးပဲမင်္ဂလာပါနိုဝင်ဘာ3ရက်နေ့ကမ္ဘာနောက်ဆုံးသတင်းတွေနဲ့တင်ဆက်ဆွေးနွေးကြည့်အောင်ပါအဓိကကျွန်တော်တို့ရဲ့ topic ကတော့ Nigeria နဲ့ US အကြားကပြည်ပခါဖြစ်လာတယ်ပေါ့နော်ဒီကိစ္စဒီကိစ္စကိုကျွန်တော်လွန်ခဲ့တဲ့တလအုံကပြောခဲ့ဖူးတယ်အဲ့ဒီတုန်းကတော့ကြီးရှိသူမိတ်ဆွေအနေနဲ့စိတ်ဝင်စားမှုကနည်းနည်းလေးပဲရှိတယ်တိတ်စိတ်ဝင်စားကြဖို့ပေါ့နော် ဒါပေမဲ့အခုနောက်ပိုင်းကတော့ Donald Trump ကိုယ်တိုင်ကထပြီးပြောလာရဲဆိုတော့ကမ္ဘာ့ရဲ့သတင်းမီဒီယာတွေကလည်းအကုန်လုံးဖော်ထုတ်ပြောဆိုလာကြတယ်လူတွေရဲ့စိတ်ဝင်စားမှုကလည်းအရင်ထက်ပုံပုံပြပြအတူမင်လာတယ်ပေါ့နော်အမှန်စင်တော့ဒီ Nigeria ကိစ္စကိုကျွန်တော်ရဲ့ YouTube ကြည့်ရှုသူမိတ်ဆွေတို့ကသတိထားမိသေးမယ်ဆိုရင်လွန်ခဲ့တဲ့တပတ်တုန်းကကျွန်တော်ပြောခဲ့ပြီးပြီဆိုတော့မှတ်ထားမိသေးတယ်သတိရမိသေးတယ်ဆိုတော့ comment မှာလေဝင်ရကြပါအောင်အဲ့ဒီတော့ကတို့နားထောင်ပါလေမမြည်ပါလေသတိထားမိပါလေဆိုလို့ရှင်တော့ comment မှာတော့ဝင်ရကြပါအောင်ဆိုတော့တောင်းဆိုချင်ပါတယ်ဆိုဒီတစ်ခါ Donald Trump ကတော့ Nigeria ကိုစီရအရာပေါ့ဝင်ရောက်မှုချိန်ချောင်းနေတယ်ဆိုတော့ Nigeria အစုရကောဘယ်လိုမျိုးတုံ့ပြန်ခဲ့လဲဆိုတော့ကျွန်တော်တို့ကြည့်ကြအောင်ပါပထမအဦးဆုံးဒါကဘာကြောင့်လဲဆိုတော့ Nigeria မှာခရီးရန်တွေကိုတပ်ဖြတ်တဲ့အကြောင်းနဲ့ပတ်သက်ပြီးမှတော့ Trump ကတော့အခုလိုမျိုးပြောသွားတာဖြစ်တယ်။ video တွေကိုကျွန်တော်ပြမယ်။ video ပြမပြခင်လင်းမှာပေါ့နော်။ Nigeria ဆူရက်ကဘာလို့ပြောခဲ့လဲဆိုတော့ပြခင်လင်းမှာ Donald Trump ရဲ့သူ့ရဲ့ true social media post တင်ထားတဲ့ကိစ္စကိုပဲအရင်ဆုံးကျွန်တော်ရှင်းပြပြစေ။ Trump ကတော့ Nigeria နိုင်ငံမှာ Christian တွေကိုတင်းပေါင်းများစွာထောင်ပေါင်းများစွာတပ်ဖြတ်ခံရမှုတရီတွင်ပေးလာတယ်။အမေရိကက ကဘာတဝမ်းမှာခရိယန်များကိုကေတီညာနဲ့ရှင်တင်အစင်တင်ရှိနေတယ်ဆိုမှတော့အကျင်ရထားပါတယ်ဆိုတော့ Trump ရဲ့ပြောကြားချက်အရဆိုတော့နိုင်ဂျီးရီးယားမှာခရိယန်ဘာသာပေါ့ရှင်တန်ကြီးခရိယန်ဘာသာတွေအတွက် ရှင်တန်ကြီးကအရေးပေါ်ချင်းချောက်ခံနေရတယ်သူတို့ကတော်တော်လေးကြောက်စရာကောင်းတဲ့နေရာမှာရှိခဲ့တယ်ဆိုမှပြောထားတယ်ပြီးတော့ခရိယန်ထောင်ချီတွေကိုတပ်ဖြတ်နေကြတယ်အဆွေရောက်အစ္စလာမစ်ဝါဒတွေကြောင့် လူကိုအဆုလိုက်အပြူလိုက်တပ်ဖြတ်ထားတယ်ဆိုမှ၆ကတော့ပြောထားပါတယ်။ဒါတော့မကဘူး။နိုင်ဂျီးရီးယားကိုအရန်အထူးစိုးရင်စာကောင်းသောနိုင်ငံ A country of particular concern ဆိုပြီးမှ Trump ကတော့တက်မှတ်ပြီးကြေညာထားခဲ့ပါတယ်။ဒါတော့မကဘူး။သူ့ရဲ့လွတ်တော်ဒီနိုင်ဂျီးရီးယားကိုပေါ့နော်။ဒီနိုင်ငံတကာဥပဒေအရအဖြစ် ဆောင်ရွက်မှုမရှိပါကတဲ့။ကျွန်တော်တို့ US ကိုယ်တိုင်ကပဲနိုင်ဂျီးရီးယားကို ဒဏ်ခတ်ရေးယူမယ်ဆိုမှပြောထားပါတယ်ပြီးတော့အမေရိကကဒီလူရစ်ဆက်မှုတွေကိုတဲ့နိုင်ဂျီးရီးယားမှာဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ US ကဘေးကနေပြီးမှငင်းငင်းလေးနေမှာမဟုတ်ဘူးဆိုမှပြောနေတယ်ဒါကြောင့်ကမ္ဘာတဝန်းမှာကျွန်တော်တို့ရဲ့ခရစ်ယာန်အတိုင်းဝိုင်းတွေကိုကေတင်ဖို့ကျွန်တော်တို့ကအဆင်ပြေဖြစ်နေတယ်ဆိုမှ Trump ကတော့ပြောထားပါတယ်ဒါတော့မကဘူးတုံးတဲ့ Trump ကအမေရိကရဲ့လွှတ်တော်အာအမေရိကရဲ့ကွန်ကရစ်လွှတ်တော်ကိုပါစုံစမ်းစစ်ဆေးရန် နှုဆုံမှုတစ်ခုပြုတ်လောက်လာတယ်ကွန်ကရက်ရဲ့အမတ်ရိုင်လီမော်နဲ့အောက်တော်ကဖွတ်တော်အတုံးစိတ်ကော်မတီတွေကိုဒီကိစ္စကိုချက်ချင်းစုံစမ်းပေးပါစုံစမ်းပြီးရင်လည်းအစီရင်ခံပြန်တင်ပေးပါဆိုမှထောင်ကတော့တောင်းဆိုတောင်းဆိုထားပါတယ်ဆိုတော့ဒီခရီးယန်နိုင်ဂျီးရီးယားမှာခရီးယန်လူပေါင်းများစွာတတ်ခံရတဲ့အကြောင်းကိုတော်တော်လေးကိုဒီကပ္ပရဲ့အာယုဆိုင်မှုတွေမှာပါလာတယ်ပေါ့နော်ဒါတော့မကဘူးဒါကပထမဦးဆုံးပေါ့နော် ဒါကပထမအ우ဆုံးဒုတိယကဘာဖြစ်လဲဆိုတော့အဲ့ဒီနောက်ပိုင်းမှာ Trump ကဒုတိယ post ပြန်တင်လာတယ်။ဆိုတော့သူ့ရဲ့ post ကဘာဖြစ်လဲဆိုတော့ Nigeria နိုင်ငံကတဲ့နိုင်ငံ Nigeria နိုင်ငံကိုတဲ့နိုင်ငံ Nigeria နိုင်ငံမှာအစွန်းရကခရစ်ယာန်တွေကိုအဲ့လိုမျိုးအမေရိကန်တပ်ဖြတ်ခုပေးနေမယ်ဆိုတော့ကျွန်တော်တို့က Nigeria ကိုဝင်ပြီးမှစစ်ရေးအရအရေးယူမယ်ဆိုမှ Trump ကတော့ Nigeria အစွန်းရကိုချိန်ချောက်လိုက်တာ။ ခင်ဗျားတို့ခရီးယံဘာသာဝင်တွေကိုဆက်လက်ပြီးတတ်နေမယ်ဆိုတော့ကျွန်တော်တို့ကလာပြီးမှစီရေးရ action လုပ်မှတော့ဆုမပြောထားတယ်ပေါ့ဆိုတော့သူရဲ့တိကျပြောချက်အရဆိုရင်တော့ Nigeria ဆူရကတဲ့ခရီးယံတွေကိုဆက်လက်ပြီးတပ်ဖြတ်ခွင့်ပြုနေရင်တဲ့ America နိုင်ငံကတဲ့ Nigeria ကိုပေးအပ်တဲ့အကူအညီတွေအားလုံးရဆိုင်မယ်တဲ့ဘာလို့လဲဆိုတော့ Nigeria က အမေရိကရဲ့အကူအညီအထောက်အပံ့တွေအများကြီးယူထားတဲ့နိုင်ငံဖြစ်နေတယ်။ဒါကြောင့်နိုင်ငံနိုင်ငံကြီးကနိုင်ငံမကူညီတမျှအားလုံးကိုရဆိုင်မယ်ဆိုမှချက်ကောပြောထားတယ်။ဒါတော့မကဘူး။ရှောင်းမဖွေရဒီအကြံဖတ်မှုတွေကျူးလွန်နေတဲ့ Islamics အကြံဖတ်သမားတွေကိုအမြင့်ပြုတ်သွားအောင်ကျွန်တော်တို့ကတုံ့တင်ရှင်းလင်းသွားမယ်ဆိုမှချက်ကတော့ပြောထားသေးတယ်။တော့စစ်ရေးအရအေးအေးယူရင်ဂျူဒီပီစင်တာဖူထရမ့်ပါလေ။ စစ်ဖက်ဝင်ကြီးဌာနကိုညှို့ချခဲ့ပြီးမှအမေရိကအကြီးတဲ့မီဒီယာတိုက်ခိုက်မဆိုးမြန်ဆန်ပြီးမှပြင်းထန်တယ်ဆိုမှအထောက်ကတော့ပြောထားတယ်။ဆိုတော့ Trump ကဒီစစ်ရေးဝင်ကြီးဌာနကိုပါစစ်ရေးအရာပြင်ဆင်မှုတော့ညှို့ချထားခဲ့တာ။အလောက်ထိတော့ဖြစ်သွားတာပေါ့နော်။ဆိုတော့နိုင်ငံကြီးနိုင်ငံကြီးရနိုင်ငံမှာဘာသာရေးအကြံဖက်မှုတွေနဲ့ပြည်ဘာသာဝင်တွေကိုပြည်내ခံမှုတွေဖြစ်ပေါ်နေစီမှာအခုလိုမျိုး Trump ကပြောသွားတာဖြစ်ပါတယ်။ နိုင်ဂျီးရီးယားမြောက်ပိုင်းမှာမွတ်စလင်အများစုနေထိုင်တာဖြစ်တယ်။တောင်ပိုင်းမှာခရစ်ယာန်ဘာသာဝင်တွေနေထိုင်ကြတာဖြစ်တယ်။ဆိုတော့ဒီမွတ်စလင်အများစုကပဲအထူးသဖြင့်မြောက်ပိုင်းမှာရှိနေတဲ့ခရစ်ယာန်တွေအားလုံးကိုတပ်ဖြတ်ချင်တယ်ပေါ့။လုံးဝခရစ်ယာန်တယောက်မှမချင်အောင်သူတို့ကရှင်းနေချင်တယ်။အဲ့ဒါကြောင့်အခုလိုမျိုးခရစ်ယာန်ဘာသာဝင်တွေကိုချိန်ချောက်မှုအောက်အရင်းမှာရင်ဆိုင်နေရတယ်။ဆိုတော့ဘူကိုဟာရမ်ဆိုတဲ့မွတ်စလင်လည်းကိုင်တမာရိကပဲ။ တရွာပြီးတရွာသွားပြီးမှတက်ဖြတ်နေတယ်မတင်းလူချစ်နေတယ်စသဖြင့်လုံနေတယ်ပေါ့နော်ဒါတွေအားလုံးကိုတတော်လေးကိုအထူးဆွေးနွေးစရာကောင်းတယ်ဆိုမှပြောနေကြတယ်ဆိုတော့ဘလောက်တီတောင်နိုင်ဂျီးရီးယားမှာလူတက်မှုများလဲဆိုတော့2009ကနေအခု2025မှာလူ9သိန်းကျော်တသန်းနီးပါးလောက်အသက်ခံခဲ့ပြီးပြီတဲ့တချို့နိုင်ဂျီးရီးယားရဲ့ပါစတာ လူရင်စုချက်ရဆိုတော့2024တော့မှလူ9သိန်းလောက်တက်ခံခဲ့ရတယ်တဲ့အဲ့လောက်ထိတောင်များလာတယ်ပေါ့နော်ဆိုတော့ခုကျွန်တော်တို့ကမ္ဘာသတင်းမီဒီယာတွေကရောဒီကိစ္စနဲ့ပတ်သက်ပြီးမှဘာလို့ပြောခဲ့လဲဆိုတော့ကျွန်တော်တို့ရှင်းအောင် Alright hold on guys အခုနောက်ကျွန်တော်ပြောသမျှအားလုံးကိုဥပဒီတက်တင်အနေနဲ့ပေါ့နော်တက်တင်အနေနဲ့ပြန်ပြမယ်တစ်ချက်လောက် Yeah. Oh. And I do want to go over the latest here at the top of the hour. This is the post from President Trump as he says if the Nigerian government oh. continues to allow yeah. the killing of Christians, the USA will immediately stop all aid and assistance to Nigeria and may very well go into that now disgraced country, guns ablazing, to completely wipe out the Islamic terrorists who are committing these horrible atrocities. I am hereby instructing our Department of War to prepare for possible action. If we attack, it will be fast, vicious, and sweet, just like the terrorist thugs attack our cherished Christians. So, ကျွန်တော်ခုနပြောထားတဲ့မြတ်တွေမှာဒီဒီထဲမှာပါတယ်ပေါ့နော်ဒီအရာတွေအားလုံးကိုကျွန်တော်ခုနကပြောထားတဲ့ကိစ္စပေါ့ထပ်ပြီးမှဘာသာပြန်တော့မှာမဟုတ်ဘူးစူလူရဲ့တဘောကနိုင်ဂျီးရီးယားကဆက်လက်ပြီးခရစ်ယာန်တွေကိုတတ်နေမယ်ဆိုရင်တော့ကျွန်တော်တို့ကအချက်ချင်းနိုင်ဂျီးရီးယားရဲ့အကူအညီတွေကိုရပ်ဆိုင်းမယ်တဲ့ တော့ကျွန်တော်တို့ကအစီရေအရာနဲ့ကြီးရက်ကိုဝီပြီးမှတိုက်ခိုက်မယ်တဲ့တကယ်လို့မြတ်တာတိုက်ခိုက်နေမယ်ဆိုတော့ကျွန်တော်တို့ကအမြန်ဆန်ပြီးမှပင်ထန်နေဆိုမှတော့ပြောထားပါတယ်ဆိုတော့ဒါကပထမနော်ဆိုတော့ Nigeria စုရကူဒီကိစ္စနဲ့ပတ်သက်ပြီးမှအမြန်မြန်ဆန်ဆန်လှုပ်ဆောင်ရပါဆိုမှပြောထားပါတယ် I want to discuss all of this here and break down the situation. So let's bring in Sam Brown back before. Right, Daka Donald Trump ye manne ka tin tharike sa. Prathama we we're, so, so. we're going to begin this morning with a Fox News alert. President Trump ordering the Pentagon to prepare for possible fast military action in Nigeria if the country fails to crack down on the mass killing. So, no, Trump got cool. Go. Go ကောက်ကွေးဝင်ကြီးဌာနကပါအစီအပြင်းစမှုလုပ်လာတယ်တကယ်လို့များနိုင်ဂျီးရီးယားအစုအယကား ခရိယန်တွေကိုတပ်ဖြတ်နေတဲ့မွတ်စလင်တွေကိုနော်ဒီကာကွယ်ဖို့ကိုပြက်ကွက်နေမယ်အဲ့ဒီမွတ်စလင်တွေကိုနိုင်ဂျီးရီးယားဆူယာအနေနဲ့မတိုက်ခိုက်ဘူးဆိုရင်တရားမျှတရေးမလုပ်ဘူးဆိုရင်ကျွန်တော်တို့ US တော်ပြီးမှအစီရင်ရပါမယ်ဆိုတာပြောလာတယ်အဲ့ဒါကြောင့်သူ့ရဲ့ကာကွယ်ရေးဦးကြီးဌာနကိုပါညှိချထားတာပေါ့စီရေးပြင်စီရေးရပြင်စင်ဖို့ရအတွက် Rebecca uh, Castor joins us live from Washington, D.C., with those details. Rebecca, good morning. Rachel, good morning. Yeah, President Trump is not mincing words here. This is what he said on Truth Social yesterday. If the Nigerian government continues to allow the killing of Christians, the USA will immediately stop all aid and assistance to Nigeria yep. Yeah. and may very well go into the now disgraced country at guns ablazing to completely wipe out the Islamic terrorists who are committing these horrible atrocities. I'm here by insurance. So astu ya kapya ko ni me do ko ai Muslim terrorist do ko amika ne amik amika ne pyo bu tong tin me so ma pyo la Department of War to prepare for possible attack. If we attack it will be fast, vicious and sweet, just like the <laughs> terrorist thugs attack our cherished Christians. Secretary of War Pete Hexeth got the message and says the Department of War So aku could... 企业文职业产那个嘞？ ြောလာတယ်ဒိုနယ်ထရမ့်ရဲ့ညွှန်ကြားချက်ကိုကျွန်တော်တို့ရအရှိထားပါတယ်ဆိုတော့ပြောလာတယ် Department of War is preparing preparing for action guys ဆိုတော့ဒီအပိမရှိတဲ့ခရီးရန်တွေကိုနိုင်ဂျီးရီးယားမှာတက်ခံတဲ့နေရာမှာပြီးတော့ဂျာတဲ့နေရာမှာပေါ့နော်ဒါတွေကိုချက်ချင်းရက်ရက်တက်တင်တယ်ဆိုမှပြောလာတယ်အခုကျွန်တော်တို့ရဲ့ဒီအာကောက်ကိုရေးဝင်ကြည့်ဌာနကလည်း CIA ရဲ့ PC မှုလုပ်နေတယ်ပြောလာတယ်ပေါ့နော် is preparing for action the response comes as the persecution so တော်မကသေးဘူးပါတော့မကသေးဘူးဘာပြောသေးလဲဆိုတော့တော်မကသေးဘူး either the nigerian government protect christian or we will kill the islamic terrorists nigeria အစိုးရအနေနဲ့ခရီးယာတွေကိုကောက်ကွယ်ပေးမှာလားဒါမှမဟုတ်ကျွန်တော်တို့ကဒီ islamic terrorists တွေကိုတပ်ဖြတ်ပေးမှာလားဆိုမှတော့ပြောလာတယ်ပေါ့နော် the persecution of christians in nigeria has reached crisis levels islamist militants have burned down churches and christian schools An international civil rights groups estimate more than 50,000 Christians have been murdered in the country since 2009. But the president of Nigeria claims the reports of violence are misleading and says on X the characteris- the characterization of Nigeria as religiously intolerant. All right, so Trump, 2009, the 2009 the Fox ပြောထားတယ်တချို့လူကငါတင်လို့ပြောကြဆိုတော့အများကြီးပြောကြတယ်ပေါ့နော် ။ဒါတေချာကတော့2024မလောက်ဒီဒီနှစ်မှာ2025 January ကနေအခုထိပေါ့နော်။တပ်ဖြတ်တာကခုနှစ်ထောင်ကျော်နေပြီ။ January ကနေ November ကြားထဲမှာခုနှစ်ထောင်ကျော်နေပြီပေါ့။အဲ့လောက်ထိတော့တပ်ဖြတ်တာများနေတယ်။ဆိုတော့ Nigeria သမ္မတကတော့ obviously ပေါ့နော် Donald Trump ဆွဆွေးချက်ကိုတော့လက်မခံဘူး။ဒါပေမဲ့ Trump ကစီရင်အရာကျွန်တော်တို့ဝင်လာပြီးမှတိုက်ခိုက်မယ်ပြောပြနေတဲ့ပိုင်းမှာ Nigeria အစုရကအပေါင်းပြောခဲ့တယ်ဆိုတော့ကျွန်တော်ကြည့်ကြည့်ရအောင်။နော် Now, the Nigerian government says it would welcome American assistance in fighting armed groups as long as its territorial integrity is respected. So, Nigeria, ka, no, Trump, ka, the Muslim, a champ Muslim, ni ko ning ning ye ma kung ime su ino chandro ka chusu ba re. Dame chandro ye, taya upre sumu ye ri ko Trump ka lisa ya me re. Tani apa pyo ya me so no, Nigeria ye te yao pre sumu ye ku le sa ni te yue. Donald Trump ye chao in pishin pe mu ku jen ro ka ju su ba re su ma ro. Nigeria ka ato pian ba re. Well, that's after US President Donald Trump threatened military action in the country, accusing the government of failing to protect Christians there. Hmm. Well, Nigeria is Africa's most populous country with nearly 240 million people. But years of conflict have left over 30 million facing acute food insecurity. ဆိုတော့ Nigeria က Africa မှာအလူအူရေအများဆုံးနေထိုင်တဲ့နိုင်ငံတစ်ခုဖြစ်လာတယ်။အဲမှာသူတို့ကဒီမှာကြည်တန်းတွေဒီ238 million လောက်ရှိတယ်ဒီမှာလေ။အဲမှာအခု Nigeria ကတန်းပေါင်းလူလူတန်းပေါင်း30တန်းပေါင်း30ချို စာနေရိတ်ခဒုက္ခကြုံနေရတဲ့ပြည်သူလူထုရှိနေတယ်ပါ The country is divided between a Muslim majority in the north and a largely Christian population in the south. So, in the northern part of Nigeria, ma Muslim shinere. Pero south pay ma Christian shinere. Mea do apit 46 46 percent bono. So, northern part of Christian ka town pay Christian lo pyo ya ma bono. Northern part ka ခရစ်ယာန်ကမွတ်စလင်တွေကတပ်ဖြတ်နေတာဆိုတော့သူတို့ကနချမ်းကွဲတယ်ပေါ့နော် not a sound နဲ့ကွဲသွားတာပေါ့ဆိုတော့ sound ကခရစ်ယာန်တွေပူနေတယ် not မှာမွတ်စလင်မွတ်စလင်တွေနေတယ်ဆိုတော့မွတ်စလင်တွေနေတဲ့နေရာမှာခရစ်ယာန်တွေခရစ်ယာန်တွေရှိတယ်အဲ့ဒီခရစ်ယာန်တွေကမွတ်စလင်တွေကတပ်ဖြတ်တာများသောဖြစ်တော့အကုန်လုံးကိုတပ်ဖြတ်တာအကုန်လုံးကိုတပ်ဖြတ်ဖို့သူတို့ကပြင်ဆင်နေတာပေါ့ဆိုတော့ယွာနိုင်မှာသွားပြီးမှတပ်ဖြတ်တယ်ဖျားချောင်းဖျားချောင်းတွေကိုမီရှုပလိုက်တယ်အစအတဖြစ်ပေါ့နော် ပြီးတော့အမျိုးသမီးအမျိုးသမီးငယ်လေးတွေကိုပြန်ပေးဆွေးရတယ်မတင်းချင်းခါရတယ်စသဖြင့်လုပ်နေကြတယ်ပေါ့ဗျာဆိုတော့သူတို့ဒီခရစ်ယာန်နဲ့မွ슬림ဂျာကပြိပခါကအိုးနိပေါင်းများစွာညဆိုင်ခေရပြီဆိုတော့သူတို့ခရစ်ယာန်တွေကအသက်အသက်ပေးခံခေရတယ်မွ슬림တွေကလည်းဆိုတော့တတ်တတ်တယ်ဆိုတာကအကုန်လုံးတော့မဟုတ်ဘူးပေါ့ဗျာဒီမွ슬림ဘုံလုံးတော့မဟုတ်ဘူးဗျာမဟုတ်ဘူးပေါ့ဗျာအဲ့ဒီမှာအချမ်းဖက်မွ슬림အဖွဲ့၃ဖွဲ့လောက်ရှိတယ်အာဟိုကူဘူကူဟာရမ်ဆိုတဲ့ဖွဲ့ရဲ့ city in the volatile middle belt has long been a flashpoint for violence For More than a decade, Boko Haram has waged an insurgency in the northeast, forcing millions of people from their homes and leaving communities in crisis. Yeah. is a spokesperson for Nigeria's Ministry of Foreign Affairs. He sure. ဒီလူကနိုင်ဂျီးရီးယား foreign ministry foreign affairs ဖြစ်နေတယ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောရေးစုရေးပုံကူတရားပေါ့ဗျာသူကိုယ်တိုင်ကရောမပြောခဲ့လဲဆိုကြည့်ကြည့်အောင် just now from abuja good to have you with us so i know that uh, your government has released a statement saying it welcomes any joint action as long as it uh, respects your country's territorial integrity but let me ask you more specifically would you accept US, unilateral US strikes in Nigeria. Thank you very much for having me. The Nigerian government is willing to partner with uh, our allies all over the world to assist us in fighting Boko Haram, to fight terrorist groups, to fight conflicts. But it should be with the provision of assistance to the Nigerian military. So it should be our system of Nigeria military. သူကပြောနေတယ် US က Nigeria မှာစီရရဝင်ပါဖုလုပ်နေမယ်ဆိုတော့ကျွန်တော်တို့ကကျူစုပါတယ်တဲ့ကျွန်တော်တို့ဒီအာ Islam terrorist ပေါ့နော်ဒီ Islam ရဲ့အစွန်းရောက်ဖွဲ့တွေကိုနှိမ်နှီးရဲ့အတွက်ပြီးတော့ဓမြတွေလည်းအများကြီးရှိခဲ့တာကို Nigeria မှာသူဒီလူတွေကိုနှိမ်နှီးရဲ့အတွက်ကျွန်တော်တို့ကကျူစုပါတယ်တဲ့ဒါပေမဲ့ Nigeria အစုရရဲ့နော် line ညှို့ချက်ဖြစ်ပါလိမ့်မယ် ကျွန်တော်တို့ system ရကျွန်တော်တို့နည်းစနစ်နဲ့ပဲတွားရမယ်ဆိုမှပြောနေတယ်ဆိုတော့ကျွန်တော်တို့ရဲ့တရားဥပဒေစုမှုရေးကိုလေးစားခြင်းနဲ့လေးစားမယ်ဆိုတော့ဝင်ပါလို့ရတယ်ဆိုတဲ့သဘောပါပေါ့နော်အကျွန်တော်တို့အောက်မှာပဲခင်ဗျားတို့ကအလှူရှာလို့ရတယ်ဆိုတဲ့သဘောပါ but not unilateral strikes in our territory so not တဖက်သက်တိုက်ခိုက်ရေးကတော့ကျွန်တော်လက်ခံမှာမဟုတ်ဘူးတဲ့နော်အဲဒီခုနအနိုင်ဂျီးရီးယားဆူရ foreign minister ကဘယ်လိုပြောခဲ့လဲဆိုတော့ Donald Trump ကအခုလိုမျိုးနိုင်ဂျီးရီးယားကို particular concern particular country of concern ဆိုပြီးမှပြောသွားတာတော့မမျှတဘူးတဲ့ဒီမွတ်စလင်တွေကတပ်ဖြတ်တာကိုခရီးယန်အတပ်ဖွဲ့သေးတာမဟုတ်ဘူးတဲ့အကျန်းနဲ့ယူရကူးကွယ်တဲ့နိုင်ဂျီးရီးယားပြည်သူလူထုတွေနဲ့ပါနေပါတယ်တဲ့ဒါတို့မျှတမှုမရှိဘူးပေါ့ဆိုတော့ Trump အနေနဲ့ Nigeria မှာစီးရဲအရာဝင်ပါပြီးမှဖြစ်စင်းမယ်ဆိုရင်တော့ဒီတစ်ဖက်သက်တိုက်ခိုက်မှုတော့ကျွန်တော်လက်ခံမှာမဟုတ်ဘူးတဲ့ ဒါမှကျွန်တော်တို့နိုင်ဂျီးရီးယားစုရနဲ့ပူးပေါင်းပြီးမှပဲကျွန်တော်တို့နိုင်ဂျီးရီးယားရဲ့ line new chat ပေါ်မှာပဲတိုက်ခိုက်နေမယ်အလာဝင်ပလာပလာပါဝင်ပေးနေမယ်ဆိုတော့ကျွန်တော်တို့က welcome ဖြစ်ပါတယ်ကျူးစုပါတယ်ဇူမပြောနေပါတယ်ဆိုတော့နိုင်ဂျီးရီးယားမှာလည်းအစုရကမနိုင်နိုင်တဲ့ Muslim terrorist Muslim ရှိနေတယ် terrorist Muslim ရှိနေတယ်ပြီးတော့ဂျန်တဲ့ဓမြဓမြအလက်နဲ့ကြိုက်ဓမြတော့အများကြီးရှိနေတယ် အစူရကအလုံးကအထင်းမရအသိမရအဖွဲ့သမားတွေများကြီးရှိနေတယ်။ဒါတွေအားလုံးကိုဒီသူတို့ကိုယ်တိုင်ကလည်းမနိုင်ဘူးဖြစ်နေတယ်ပေါ့။ US ကတော့ပြီးမှတန့်ရှင်းရင်းလို့ပေးနေပြီဆိုသူတို့ကပူကြိုက်မှာဘူးသဘောကျသွားမှာပေါ့ဗျာမဟုတ်ဘူးလား။ဆိုတော့ဒါပေမဲ့ US ကသူ့ဘာသာ US ကတော့အဲ့လိုမျိုးတနိုင်ငံမှာတော့ပြီးမှစစ်တိုက်နေပြီဆိုတော့သူ့ရဲ့ system သူ့ရဲ့နီးဟန်နဲ့ပဲတွားချင်တာတိုက်ခိုက်ချင်တာအစူရနဲ့ပူပေါင်းပြီးမှတိုက်ခိုက်တာမျိုးသူကတိတ်သဘောမကျဘူး။အစူရကခွင့်ပြုချက်ပဲသူကလူချင်တာပါ။ ပေါ့နော်ဆိုတော့အဒီနိုင်ဂျီးယားနဲ့ပူပေါင်းပြီးမှတိုက်ခိုက်မယ်ဆိုတော့ US ကတိတ်ပြီးတဘောချမှာမဟုတ်ဘူးနဲ့တူပါတယ်ဒါပေမဲ့နိုင်ဂျီးရီးယားကလည်း US တဘောမချဘူးဆိုတော့ဂျူတင်ပြီးတိမှာအတိပါတယ်အဲ့ဒါကြောင့်သူတို့ကလည်းကျွန်တော်တို့ရဲ့တရားဥပဒေစုမှုရေးကိုလေးစားနေတဲ့၍နိုင်ဂျီးရီးယားကတော့အဲအမေရာကျူစုနေပါတယ်ဆိုမှရွေ့ပြီးပြောရွေ့ပြီးပြောနေတယ်လို့ဖြစ်တယ်လို့ကျွန်တော်ကတော့ခန်းစားမိတယ်ဗောဗျာဒါကတော့ Nigeria Christian အရေး ျွန်တော်ဒီကိစ္စကိုလွန်ခဲ့တဲ့တလခရေကလည်းပြောပြီးပြီဘသူကမှအဲ့တော့ကခရီးမဆိုင်ဘူးပေါ့နော်အခုမှပဲကဘာကြီးမှာကဘာသတင်းမီဒီယာတွေကထုတ်ဖော်ပြောဆိုလာတဲ့အတော်တော် Trump ကိုယ်တိုင်ကလည်းထုတ်ဖော်ပြောဆိုလာတဲ့ Nigeria အစုအယကိုယ်တိုင်ကလည်း Trump ကိုတုံ့ပြန်လာတဲ့ခါကျတော့ပူပူမြမ hot ဖြစ်လာတယ်ပေါ့နော်အမှန်ဆိုတော့ဒီကိစ္စကအော်စာကရေကလည်းရှိပီတာပြိပခါဖြစ်နေတယ်ကဘာ mainstream media တွေကသာမပြောပြတာဖြစ်တယ်ပေါ့ဆိုတော့အခုက Sudan မှာလည်းပြဿနာအကြီးကြီးထွက်လာတယ်နော်တရက်တည်းမှာလူ 哦ထောင်နဲ့ချီပြီးတက်ဖြတ်မှုတွေရှိလာတယ်တဲ့ဆိုတော့ဆူဒန်ရဲ့ရေးကိစ္စကိုလည်းကျွန်တော်တို့စိတ်ဝင်စားနေမယ်ဆိုတော့အာပြန်တင်ပေးမယ်ဆူဒီဆူဒန်မှာကွာဒီလက်နက်ကအဖွဲ့သမားတွေကဒီဆူဒန်ရဲ့မြို့တမြို့ပေါ့နော်ပြန်သိမ်းပြန်သိမ်းတာကွာလူခေတဲ့တလလောက်ကပဲသိမ်းတာနော်လက်နက်ကအဖွဲ့သမားတွေကအဲ့ဒီလက်နက်ကအဖွဲ့သမားတွေကလည်းခုပြန်တော့ဆိုးရတယ်တဖက်တဖက်နဲ့တဖက်ပြန်ချရဆိုတော့ဆူဒန်မှာလည်းជីជីကြီးကြီးအထူးသဖြင့်ဆူဒန်မှာကအခုဘာဖြစ်လဲဆိုတော့ systematically killing civilian killing ဖြစ်နေတယ်တဲ့ပြည်သူလူထုကိုနီးစနစ်ကြအကြကိုသူတို့ကတပ်ဖြတ်တာတဲ့ဆူဒန်မှာလေလက်နက်ကန်အဖွဲ့နဲ့ဖွဲ့ပြဿနာဖြစ်ပြတဲ့နောက်ပိုင်းမှာသူတို့ကမြူးနွေစုလိုက်ပေါ့ဒီမြူးနွေစုဒီဟိုမြူးနွေစုဆိုပြီးမှလေနီးစနစ်တကြအကြတပ်ဖြတ်မှုလုပ်နေတာတဲ့ဆူဒန်မှာအခုထောင်နဲ့ချီပြီးမှအသက်ခံခဲ့ရတယ်တရက်နှစ်ရက်သေးမှာနော်ဆိုအဲ့ဒီမြူးအရင်တော့ကလက်နက်ကန်ဖွဲ့တွေကတင်းထားတဲ့မြူးတွေကိုလေအခု ဆိုတဲ့အစူရလို့ပြောရမှာလားဘယ်ဟိုဖက်ကဖွဲလို့ပြောရမှာလားအဲ့ဒါကပြန်သိင်းနေတယ်ဆိုတော့ကြီးကြီးကျယ်ကျယ်ဆိုတဲ့မှာလဲတိုက်ပွဲတွေဖြစ်နေတယ်လူတပ်ပွဲကြီးတွေဖြစ်နေတယ်ကမ္ဘာသတင်းမီဒီယာတွေကအဲ့ဒါကိုလည်းတိုက်ပြီး cover မလုပ်နိုင်တဲ့ခါကျတော့တိုက်ပြီးမ cover ကြဘူးအာဖရိကမှာလဲအများကြီးပြဿနာပေါင်းများစွာတပ်ဖြတ်မှုများအများကြီးရင်ဆိုင်နေရတယ်ဒါပေမဲ့ကမ္ဘာ mainstream media တွေကတိုက်ပြီးမဖော်ပြကြဘူးမပြောကြဘူးဗောနော်ဒါအော်ဒါတစ်ခုဆိုတော့အခုဆူဒန်မှာလဲ ကြီးကြီးကျယ်ကျယ်ပြန့်လာလို့ရှိနေတယ်ပြည်သက်လို့စိတ်ဝင်စားနေမယ်ဆိုတော့ဆူဒန်ရဲ့အရေးကိုလည်းကျွန်တော်တို့နောက်မှတိုင်ပင်ဆွေးနွေးတော့မှာဖြစ်တယ်ပေါ့နော် all right အာဘာပဲအိုဘားမား speech လေးပြောပြီးအိုဘားမားကစိတ်ဝင်စားနေကြတယ်ပေါ့နော်အိုဘားမား speech ကလူတွေကစိတ်ဝင်စားနေကြတဲ့သူပါတယ်အချိန်ရလို့ဆိုတော့အိုဘားမား speech ကိုကျွန်တော်ပြန်တင်ပေးမယ်ဘရာဇီးလ်ရဲ့အချိန်နဲ့တင်ပေးပါတယ်ဘရာဇီးလ်အချိန်နဲ့ကျွန်တော်မနေ့ကတင်ထားပြီးပြီး ဘရာဇီးလ်ရဲ့ channel ကိုမတိသေးဘူးဆိုတော့ကျွန်တော်ရဲ့ YouTube မှာမနေ့ကအသေးစိတ်လေးတင်ပြထားပြီးပြီဆိုတော့သွားပြီးမှ YouTube မှာသွားကြည့်ပါအောင်ပေါ့နော်နင်းနေတော့ကြာသေးပြီအောင်လေးပေါ့နော်ဆိုတော့ဘရာဇီးကအခုဒီမူယီဆေဝါဂိုင်းစာတွေကိုအစူရကနင်းနင်းတိုက်ခိုက်ပွဲလုပ်နေတယ်အစူရအရေးသားတက်ဖွဲ့2500ကျော်ကပေါ့နော်ဒါကဒီ Federal အစူရနဲ့ရေးတက်ဖွဲ့အစူရအကြရေကလည်းနားလေမှုလွှင်းနေတယ် ။တမရတမရထံမှာယေရှုရကအစ်သားတွေကိုအကုန်ကြီးတောင်းနေတယ်။ဒါမဲ့တမရအကြီးကငင်းပင်နေတယ်တဲ့။ဆိုတော့ဒီတမရအကြီးကလည်းဘရာဇီးယားတမရအကြီးကလည်းမူယီဆေဝါကိုင်းစတာဖက်မှာယတိပေးတလူလူပါလူလူဖြစ်နေတယ်နော်။ပိုင်းကြမှာတရင်တွေကရှုပ်ထွေးလာတယ်။ဘာဖြစ်လို့လဲဆိုတော့ဘရာဇီးယားကိုင်းစတာမူယီဆေဝါကိုင်းစတာတွေကိုယေရင်ကနင်းနင်းတက်ပွဲမှာဘရာဇီးတမရကမတီးဘူးတဲ့ဒီကိစ္စကိုကျူတင်ပြီးမှအကြောင်းလည်းမကြဘူးတဲ့။ ဆိုတော့ဒီမူရီစေဝါရဲ့တိုက်ခိုက်ပွဲကြီးမှာတရက်တည်းမှာတရက်နှစ်ရက်တည်းမှာလူ100နဲ့30နှစ်အသက်ဖြတ်ခံခဲ့ရတယ်100နဲ့30နှစ်တော့အော်များသလားမမင်းနဲ့ဒါမှများသောအဖြစ်တော့ရဇဝတ်ကောင်တွေဖြစ်နေတယ်ရဇဝတ်သားကောင်တွေဖြစ်နေတယ်ပေါ့ဒီလူတွေကအမှဆိုတော့ရင်းတွေကသွားပြီးမှသူတို့ရဲ့နေရာတွေကိုဖမ်းဖူးလုပ်နေတယ်အဲ့ဒီချားထဲမှာဒီမူရီစေဝါကန်စတာတွေကလည်းလက်နက်နဲ့ပြန်တုတ်ပြန်နေတယ်ဆိုတော့နှစ်ပြားကပြစ်ပခါတွေဖြစ်ပေါ်လာတယ်မအသက်ဖြတ် တွေဖြစ်လာတယ်ပေါ့လို့ဆိုဒီဘရာဇီးကဂိုင်းစ်မူရီဆေဝါဂိုင်းစတာတွေကလည်းတဖြည်းဖြည်းနဲ့နေမေကိုထုချေထုချေလာတယ်ပေါ့ဘလောက်ထိတော့စူးသွားတာလဲဆိုတော့ဂိုင်းစတာတွေကပြီးရက်ွက်တော်တော်များများအုပ်ချုပ်လာတယ်အစူရခံမအုပ်ချုပ်တော့ပဲနေလေအဲသူတို့အချင်းတွေကတော်တော်လေးစူးနေတယ်အဲ့ဒါကြောင့်အခုလိုမျိုးကြီးကျယ်တဲ့တပ်ပွဲကြီးလိုမျိုးဖြစ်သွားတာပေါ့နော်ဆိုတော့ဘရာဇီးရဲ့အကြောင်းတွေကိုကျွန်တော်က မနေ့ကအသေးစိတ်လေးတင်းပြထားတင်းပြထားပြီးမကြည့်သေးဘူးဆိုတော့ကြည့်ပါတွားကြည့်ပါပေါ့နော်နောက်ဆက်တွဲအာနောက်ဆက်တွဲအနေကိုတင်တာကြည့်ပြီးပြီ All right all right thank you so much guys အာကျွန်တော်တို့နိုင်ဂျီးရီးယားကိစ္စစီရေးရေးအရာကိစ္စကတော့ဒီလောက်နဲ့ပဲဆုံးသက်ပြရစေနောက်မှပဲအချိန်ရလို့စင်တော့ဒီဘာရက်အိုဘားမားရဲ့ speech ကိုတင်ပြသွားမှာဖြစ်ပါတယ်ပေါ့နော် जिसू तो नहीं चंद्र ये वीडियो लेको तो बहुत चार है जिसो मैं सब्सक्राइब लो पेचे आप लोग या बार है थैंक यू सो मच फॉर वॉचिंग ब्यूटिफुल पीपल आई लव यू गाइज